္လာပါရှင်အစာတောင်းဆက်အသုံးပြုပုံလေးကိုပြပြပေးမှဖြစ်ပါတယ်ရှင်အစာတောင်းဆက်အသုံးပြုပုံလေးမပြောခင်မှာအစာစနစ်လေးကိုအရင်ပြပြပေးပါမယ်ရှင်ပထမအဆုံးအနေနဲ့ကျောင်းဆန်လေးကိုပြပြပါမယ်ရှင်တတိယအနေနဲ့ကလေးပဲကြားမှုလေးဖြစ်ပါမယ်ရှင်။ဒုက္ခအနေနဲ့ကလေးပဲခွန်လေးဖြစ်ပါမယ်ရှင်။နောက်ဆုံးအနေနဲ့ပဇွန်ခွဲဖြစ်ပါမယ်ရှင် အားလုံးဖြည့်ပြီးသွားရင်တော့အကုန်လုံးကိုရောသမားမှွေပေးရပါမယ်ရှင်။အားလုံးရောသမားမှွေဝိုင်းဆိုရင်တော့စမ်းသပ်ချက်ခွဲကြပါမယ်ရှင်။အစာတောင်းဆိုင်ကတော့150ဆိုင်ဖြစ်ပါတယ်ရှင်။ဒီကတော့မော်တာ၄ကောင်၊စင်ငယ်ဖိအိမ်၃မီတာနဲ့တုံးလို့ရပါတယ်ရှင်။စတင်ပြီးတော့စမ်းသပ်ချက်ခွဲကြပါမယ်ရှင်။ တန်းတက်တိတ်ခွဲပြီးတော့ထွက်ရှိလာတဲ့အစားတောင်းလေးဖြစ်ပါတယ်ရှင်။မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေအတွက်ဒီဆက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်မှာယူလိုပါက39 5183 46နဲ့39 5183 46ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။ဒီခုတိုင်းလာရောက်ဝယ်ယူလိုပါကအမှတ်405ပလဲကျွန်လန်း78ဘီရက်ကွာတောင်ငုံမြို့နယ်ရန်ကုန်တိုင်းတို့လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်။အခုလိုအစားလောင်းလေးထွက်လာပြီဆိုရင်တော့လူချင်းမင်းတို့ရဲ့ကြက်ဝက်ဖဲစားတဲ့မွေးမြူရေးတရိတ်ဆန်လေးတွေကိုအစင်သက်ကျွေးမွေးအသုံးပြုနိုင်ပါတယ်ရှင်။